ရောက်ရီမြို့မှာလာမဲ့တကြံကာလအတွက်တကြံဝဲဖြစ်မြောက်ရေးစက်ကော်ပဏီတွေကိုမတ်လ16ရက်နေ့မှာစတင်ဖွဲ့စည်းလိုက်ပါတယ်ဒေါက်ခင်မင်းစောသတင်းပေးပို့ထားပါတယ်ခင်ဗျာလာမဲ့တကြံပွဲဖြစ်မြောက်ရေးအတွက်စက်ကော်ပဏီတွေကိုမြောက်ရီခရိုင်တွင်းကသက်ဆိုင်ရာဌာနလိုက်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်တာပါစက်ကော်ပဏီတွေအဖြစ်ဘန်နာရေးရေးပေးဝေရေးဖြတ်ပြေးရေးစတဲ့ကော်ပဏီအသီးသီးကိုဖွဲ့စည်းထားပါတယ်မိနစ်တောင်အလုပ်တွေအားနည်းချက်လေးတွေရှိတော့ ကြိုကြိုတင်းတင်းခေါ်ပြီးတော့ညှိနှိုင်းတာတကြံနဲ့ဆက်နွယ်ပြီးတော့တက်ကြီးပူဇော်ပွဲတို့ဇီဝိဒနာငါးလုပ်ပွဲတို့အနေကင်းပြည့်ရုပ်ပွဲတို့ဆိုတာကမိနစ်တုံးကဒီကော်မတီလေးတွေဖွဲ့တယ်ကော်မတီတွေကပူပေါင်းဆောင်မှုအားနေတော့တချို့နေမှာဟာကွက်လေးတွေရှိတော့ဒီနှစ်တော့အချိန်မီရောဒီနှစ်တကြံအတွက်မဟာတကြံဖျော်ဖြေမဲ့တဲ့ကိုညရီမျိုးကအောင်တရားလမ်းမကြီးပေါ်မှာရှိတဲ့မြမစီဝါရေးပဲတဲ့ရဲစခန်းကြလမ်းမနေရာမှာအေဂျီလာရှိရဲ့နေမှာ စတင်တည်ဆောက်မယ်လို့ပြောပါရတယ်။ညွေပိုင်းကတော့သက်ဆိုင်ရာကျွန်တော်တို့ လုံကြီးတောင်ရမယ်လုံကြီးစက်ကော်မတီခံရတက်ဖွဲ့မှုမြို့နယ်ရတက်ဖွဲ့မှုလုံးနဲ့မြို့နယ်အုပ်ချုပ်ရေးမှုတော့လုံကြီးစီမံချက်တွေဆွဲပြီးတော့လုံပါပါလုံကြီးစီမံချက်ဆွဲပြီးလုံကြီးစီမံချက်ပုံမှာအကောင့်တွေပေါ်သလိုပြည်သူလူထုကလည်းဒါကိုယ့်ရဲ့ဟလာဒီအနှစ်သာရရှိတဲ့တကြံရိုးရမှာဟလာရင်ကျိမှုစင်လာမပြတ်အောင်ထိန်းသိမ်းယူပါဖို့ကျွန်တော်တို့ဒီမှာတက်ရောက်လာတဲ့မြို့မြို့ပအပေါင်းအားလုံးကိုကျွန်တော်ချပြတာဒါဝိုင်းဝန်းထိန်းသိမ်းမယ်မန္တလေးတိုင်းမှာကိုယ့်ရဲ့တာဝန်ယူမှုတာဝန်ခံမှုတွေတွေရှိရမယ် ကြောင်ညာတွေလက်ခံမှာဖြစ်ပေမဲ့အရက်ဘီယာကြောင်ညာတွေကိုတော့လက်မခံကြောင်းထိုင်းမြန်မာနှစ်နိုင်ငံရိုးရာထွက်ကုန်စားတောက်ကုန်ကြောင်ညာတွေကိုသာလက်ခံမယ်လို့သတ်မှတ်ထားပါဗျ။ဒီကစားချိန်ကိုမနေ့၈နာရီကနေ၁၇နာရီထိတစ်ချိန်ညနေ၃နာရီကနေ၆နာရီထိတစ်ချိန်တက်မှတ်ထားပြီးဒေသခံတွေနိုင်ငံခြားသားတွေအားလုံးဝင်ရောက်ကစားနိုင်တယ်လို့ဆိုပါရယ်။ဧပြီလ၃ရက်နေ့မှာမြရီမျိုးကမဟာတကြံဖွင့်ပွဲအခမ်းအနားစတင်မှာဖြစ်ပြီး အိန္ဒိချင်းထိုင်းနိုင်ငံကတာဝန်ရှိသူတွေကိုပါဖိတ်ခေါ်ဖို့စီစဉ်ထားပါတယ်။အေဘီလာ၁၄ရက်နေ့မှာတော့ထိုင်းနိုင်ငံမဲဆောက်ကကျင်းပမဲ့ထိုင်းမြန်မာတကြံပွဲကိုတက်ရောက်ဆင်နွှဲပြီးနှစ်စဉ်ကျင်းပနေကြနှစ်နိုင်ငံလက်ဝဲပြိုင်ပွဲအလှမဲ့ရေးပွဲတွေကိုဝင်ရောက်ဆင်နွှဲမယ်လို့ပြောပါတယ်။ကျွန်မခင်မင်းဆိုပါရှင်။